ပခုတ်ကူတက်မှတရားတက်ကနေပေါ့နယ်ကိုစုံစုတက်တွေစစ်ကြောင်းထိုးလာတဲ့အတွက်ပခုတ်ကူပေါ့လမ်းမတစ်ချောင်းမှရှိတဲ့ကြေးရွာတွေကဒေသခံပြည်သူ19000ခန့်ဟာလူဆက်ရတော်တိုက်တွေမှာဘိုးတဲရေတဲဖြစ်တယ်လို့တိတ်ဆောင်နေကြရတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုကိုပြောပါရယ်။မိုးအဆက်မပြတ်ရွာနေရာကြောင့်ဆစ်ဆောင်ပြည်သူတွေအတွက်မိုးကစောင်းနဲ့ခြနောက်နဲ့အရေးပေါ်လိုအပ်နေတယ်လို့ပေါ့မြို့နယ်လူသားစာနာအဖွဲ့တာဝန်ခံကိုပီကီကပြောပါရယ်။ ပခုတ်ကူမျိုးအထိုင်တက်တမတရားတက်ကနေအင်အား300ခန်းမှစကြဟာမေလ26ရက်မှာပေါ့မြုတ်နေတဲ့ကိုရောက်ရှိလာတာကြောင့်ပေါ့ပခုတ်ကူလမ်းတစ်လျှောက်မှာရှိတဲ့ကျေးရွာတွေကဒေသခံတွေဟာမေလ28ရက်ကစပြီးတော့တင်းရှောင်ထွက်ပြေးနေကြတာပါအလားတူဇွန်လ1ရက်မှာပခုတ်ကူမျိုးစိုးစုအထိုင်တက် တမတရားတက်ကနေအင်အား900ရိတ်ခါကအစည်းကြီးတရားကြောပါတဲ့စိုးစုတပ်ဖွဲ့ဟာပေါ့နေကိုဥတီပြီးထပ်မံစကြောင်းထိုးလာတာကြောင့် ပခုတ်ကူပေါက်လန်းတခြားမှာရှိတဲ့ဒေသခံပြည်သူတွေတင်းရှောင်ထွက်ပြေးနေကြပြန်တယ်လို့ပေါင်းပြုတ်နယ်လူသားစာနာအဖွဲ့တာဝန်ခံကိုပီကီကဆက်ပြောပါရယ်။ခံမန်းရင်ဟာ300ခန့်ပါတဲ့စုံစုရှေ့ပြေးစစ်ကြောင်းဟာပေါင်းပြုတ်နယ်ရွှေလန်ကျေးရွာမှာအထိုင်ချတဆက်ထားပြီးဇွန်လတရက်ကပေါက်ကိုဥတီထွက်လာတဲ့ရိတ်ခါဂါဒန်စစ်ကြောင်းကိုလမ်းကနေအသင့်ဆောင်ဆိုင်နေတယ်လို့ဆိုပါရယ်။